ီးထွက်ပါချင်းတွေရခဲ့ရင်တောင်တန်းတွေရှိတဲ့အရက်ကိုခီးထွက်ပါစိတ်တွေမွန်းကျက်လာတဲ့အခါခီးထွက်ပါငရွေနုပြူတုံခီးထွက်ပါသွားနိုင်သလောက်ဝေဝေသွားပါကြာနိုင်သလောက်ကြာကြာနေပါ ခီးသွားတယ်ဆိုတာအနားယူဖို့တွေ့လားနေရာတက်တွေအများကြီးရောက်ရှင်လို့လားခွဲကြပါခီးရဲ့ရွေချက်ကိုစပြီးစဉ်းစားအလုတ်ကိစ္စပိုင်းအလုတ်ကိုအရင်ဥတီပြီးမှအချင်းပိုးလေပတ်ပါ အနာယူမဲ့ခီးစဉ်ဆိုရင်ကာလမတ်ဖြစ်တာကအစဟိုတယ်အဆုံးဖြစ်နိုင်ရင်ငွေနည်းနည်းသုံးလဲပါရောက်တဲ့နေရာမှာစိတ်ကြိုက်အချိန်ပေးပါဓာတ်ပုံတွေရိုက်ငေးချင်ရင်ငေးထိုင်ပြီးဆွေးချင်ရင်ဆွေးစားချင်ရင်ဝင်စားနားချင်ရင်ဟိုတယ်ပြန်နာဟိုတယ်ရဲ့အိမ်လိုက်စားလိုက်တနေ့ကုန်စင်ယူပြီးတော့ညနေပိုင်းမှာဆန်းဆက်လေးတွေကြည့်နေတာမျိုးလည်းလုပ်ကြည့်နေရာတစ်တွေများများရောက်ချင်နေဆိုရင်တော့ရမ်းမှာနေရာတစ်တွေရောက်တဲ့အခါ ဓာတ်ပုံမဖြစ်မနေရိုက်ဓာတ်ပုံရိုက်ရင်ကင်မရာကိုဘေးချမြင်ရတဲ့ရှုခင်းတွေကိုကိုယ့်မျက်လုံးနဲ့တဆုံးကြည့်ပြီးတော့တဝါကြီးရှုရှိုက်ပြီးတော့ငေးမောကြည့်ပါဒီရှုခင်းမျိုးတွေကိုသူ့များတွေကိုဓာတ်ပုံရိုက်ပြဖို့ဒီလောက်အဝေးကြီးကလာခဲ့တာမဟုတ်ပါဘူးကိုယ့်မျက်လုံးကလည်းမြင်ပြီးတော့ကိုယ့်နှလုံးသားကလည်းမမေ့တဲ့အထိခံစားပါဝေးဝေးသွားပါကြာနိုင်သမျှကြာကြာသွားပါဒီနေ့မှကိုတို့ဟာ ပြီးရင်ကြီးငွေပါတဲ့ဆိုတဲ့ပဝန်းကျင်အဟောင်းစီကိုပဲမျောလင့်ချက်တွေတန်ရောစင်တွေနဲ့ပြန်ရအောင်မှမဟုတ်ဘူးလားဒါကြောင့်မို့လို့ပုံမှန်ဘဝစီကိုပြန်ပြီးတော့မတိုးဝင်ခင်မှာမိမိရဲ့စိတ်လန်းဆန်းဖို့တက်ကြွဖို့အတွေ့အကြုံတင်များရရှိဖို့အတွက်ခီးကိုဒီဇိုင်းမမတ်စိတ်ပါလက်ပါ သွားလိုက်ပါခီးသွားတယ်ဆိုတာဘဝကို reset လုပ်ခြင်းဖြစ်တယ် ကွန်ပျူတာတစ်လုံးကို reset လုပ်လိုက်တယ်လို့ပဲဖွင့်ထားတဲ့ software တွေ program တွေအလုပ်တွေအကုန်လုံးကိုပိတ်ချပစ်ပြီးအစကပြန်စတာခြင်းတစ်မျိုးပါဘဝဟာလဲကွန်ပျူတာတစ်လုံးထက်ပိုပြီးတော့ဟန်တက်တယ်မကြာခဏ reset ချဖို့လိုအပ်တယ်ဒါကြောင့်မလို့စိတ်ညစ်ရင်ခྱི་ထွက်ပျော်ခြင်းရင်လည်းခྱི་ထွက်ပါညီးငွေ့နေရင်လည်းခྱི་ထွက်ပါညင်နွမ်းစိတ်တွေကြည်လင်စေဖို့အတွက်ခྱི་ထွက်ပါ မွန်ကျက်မှုတွေကိုဖြေလျှော့ခြင်းနဲ့ဆိုရင်ခီးထွက်ပါတောတောင်များနဲ့မိဖွဲ့လိုခြင်းနဲ့ဆိုရင်ခီးထွက်ပါလက်ဆက်တဲ့လေတွေကိုတဝါကြီးရှူဆိုင်ခြင်းနဲ့ဆိုရင်လည်းခီးထွက်ပါအေးများတဲ့စမ်းချောင်းရည်နဲ့စော်ကစားခြင်းနဲ့ဆိုရင်လည်းခီးထွက်ပါမိတ်ဆွေတင်များနဲ့စုံစည်းခြင်းနဲ့ဆိုရင်လည်းခီးထွက်ပါခန္ဓာလှပတဲ့ခင်မီမျိုးပြတွေကိုမြင်ခြင်းနဲ့ဆိုရင်လည်းခီးထွက်ပါ တမိုင်း history တွေကို လေ့လာကျင့်တယ်ဆိုရင်လေခီးထွက်ပါမြန်မာတဲ့တောင်ပေါ်ကနေတဘာဝအလှတွေခန်းစားကျင့်တယ်ဆိုရင်လေခီးထွက်ပါ လောကကြီးအကြောင်းကိုသိရဖို့အတွက်လေခီးထွက်ပါ နောက်ဆုံးလူတွေနဲ့တဘာဝပတ်ဝန်းကျင်တွေကိုလေ့လာကျင့်တယ်သူတို့အကြောင်းကိုသိကျင်တယ်ဆိုရင်လေပဲခီးထွက်ပါ